နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဒီဇင်ဘာလ17ရက်ဂျာတာပတိနေ့ ော်သည်ဩဝါဒစာအခန်းကြီး3အခန်းငယ်32မှ39အထိထိုကြောင့်တင်တို့သည်ဖျားသခင်ရွေးကောက်တော်သူတန့်ရှင်းတော်သူချစ်အပ်တော်သူကဲ့သို့တနာဆောင်မဲ့ခြင်းကျေးဇူးပြုခြင်းစိတ်နှိမ်ချခြင်းနူးညံ့သိမ်မွေ့ခြင်းစိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျင်အချင်းချင်းသီးခံ၍အပြစ်ကိုလွှတ်ကြလော့ ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ထိုနည်းတူပြုကြလော့။စုံလင်ခြင်းအဖွဲ့အစည်းသည်ဟုသောချစ်ချင်းမေတ္တာကိုထပ်၍ယူတင်ဝတ်ဆောင်ကြလော့။သင်တို့စိတ်နှလုံးအထက်၌ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်ဆိုးစေ။ထိုသို့အလိုငှာသင်တို့သည် တလုံးတကိုယ်ဤ၌ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍ယေရှုတော်ကိုသိသောစိတ်ရှိကြလော့။ခရစ်တော်၏နှုတ်ကပတ်တရားသည်ပညာအမျိုးမျိုးနှင့်သင်တို့အထက်၌ ကျွေဝစွာတည်နေ၍သင်တို့သည်ဆာလံတခြင်းမှစသောဓမ္မတခြင်းအမျိုးမျိုးအပြင်အချင်းချင်းတို့ကိုဆုံးမသွန်သင်ခြင်းတတိပေးခြင်းကိုပြု၍နူးညွတ်သောစိတ်နှလုံးနှင့်ဖျားသခင်ရှေ့တော်၌တင့်တယ်လျှောက်ပတ်စွာတခြင်းဆိုကြလော့စကားပြောတော်၎င်းအမှုဆောင်ရွက်တော်၎င်းသခင်ယေရှု၏နာမတော်ကိုထောက်၍ခတ်သိမ်းသောအမှုတို့ကို ပြုမူလျက်ဂျေဇုတော်ကြီးလှပါ၏ဟုထိုသခင်ကိုအမိပြု၍ ခမည်းတော်ဖျားသခင်ရှေ့၌ဝန်ခံကြလော။ထို့ကြောင့်သင်တို့သည်ဖျားသခင်ရွေးကောက်တော်သူကဲ့သို့တနာဆုံးမှတ်ခြင်း၊ခြေစုပ်ပြုခြင်း၊စိတ်နှိမ်ချခြင်း၊နှူးညံ့သိမ်မွေ့ခြင်းစိတ်ရှိခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြနော်ကိုလိုဒေအိုအာရာစာခန်းကြီး၃ခန်းငယ်၁၀နှင့် သခင်ယေရှုကိုညွန်ပြခြင်းနယူးယောက်မြို့လမ်းမပေါ်တွင် အသက်အရွယ်ကြီးရင်သူတဦးသည်အားကစားလုပ်ရင်းပြေးနေစဉ်အင်ဂျီမက်တဦး၏အကူအညီတောင်းသည့်စာရေးထားသည့်ကပ္ပားအနီးတွင်ဆုတ်ပြေးနေသောအားကစားဖနက်တရံကိုတတိပြုမိသဖြင့်ရက်လိုက်သည်သူသည်သူနှင့်အင်ဂျီမက်သူ၏ဖနက်ဆိုင်တူကြောင်းတွေ့သောအခါသူထက်အသက်ငယ်သောထိုသူအားငါဘဝတလျှောက်လုံးဖျားသခင်ကငါ့ဘောအလွန်ကောင်းခဲ့ပြီးကောင်းကြီးများပေးခဲ့တယ် ဒါကြောင့်မင်းစီကိုကောင်းကြီးပြန်လဲစီးစင်းစေချင်ပါတယ်ဟုအရင်ရှင်းပြပြီးမှသူ၏ဖနှက်နှင့်ချေအိတ်များကိုချွတ်ပေးလိုက်ကခြေဗလာနှင့်အိမ်တို့လမ်းလျှောက်ပြန်ခဲ့သည်။ဤသူသည်ဖျားသခင်ကသူ့ကိုကောင်းစွာစောင့်ရှောက်ခဲ့သည့်အတွက်အခြားသူကိုကျင်နာမှုပြသခဲ့တဲ့ကဲ့သို့သခင်ယေရှုကိုယုံကြည်သူများအားလည်းတနာဆုံမခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြရန်ဖျားသခင်စီစားသည်။တနုတ်တို့သည်မြည်သည့်အရာကိုမဆိုလောက်ဆောင်သည်ပြောဆိုသည်ဖြစ်စေ သခင်ယေရှု၏နာမကိုထောက်၍လှူဆောင်တင်သည်တနာဆုံမှတ်ခြင်းနှင့်အတူကျေးဇူးပြုခြင်းစိတ်နှိမ်ချခြင်းနူးညံ့သိမ်ဝေခြင်းစိတ်ရှိခြင်းစသည်တို့ကိုလည်းကျွန်ုပ်တို့ပြသရမည်ကျွန်ုပ်တို့အတွင်း၌ကင်းဝတ်သောဝိညာဉ်တော်ကြောင့်ဝိညာဉ်ပဂတိသဘောများတိုးတက်ကြီးထွားလာပြီးထိုဝိညာဉ်သဘောလက္ခဏာအလုံးကိုပေါင်းစည်းလျက်စုံလင်ခြင်းအဖွဲ့အစည်းတည်းဟုသောဖျားသခင်၏ချစ်ခြင်းမြတ်တာကို ကျွန်ုပ်တို့မှတဆင့်အခြားသူများထံသို့စီစဉ်ခြင်းအပြင်ဤဝိညာဉ်အသေးများထင်ရှားလိမ့်မည်အာပေသောစကားလားဂယုဆိုင်သောလှုပ်ရက်လားသို့မဟုတ်မိမိဖနက်ကိုပင်ပြီးခြင်းလားစသည်ဖြင့်အာကစားလှုပ်သည့်ဦးလေးကြီးကဲ့သို့ပင်ရှင်နာမှုပြသရန်အခွင့်အလမ်းများကိုကျွန်ုပ်တို့အမြင်စဉ်းစားထားသင့်သည်ထို့သောလှုပ်ဆောင်ရင်းသခင်ယေရှုအားပြညွှန်ကြပါစို့ အခြားသူတို့၏ကျင်နာမှုသည်တင့်အပေါ်မြည်တို့အကျိုးတရားမှုရှိခဲ့သည်။ယနေ့တွင်တင့်အနေဖြင့်မြည်တို့သောကျင်နာမှုကိုတစုံတူအားပြသနိုင်သည်။ချစ်တော်ဖဖျားကိုရော၏ချစ်ချင်းမြတ်တာကိုကျင်နာသောစကားနှင့်လုံရများဖြင့်များဝေနိုင်မည်အခွင့်အလမ်းများကိုတတိပြုမိစေပါ။ကျွန်ုပ်သည်ကိုရော၏ပို၍တူလိုပါ၏။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။